လုံခြုံရေးနဲ့အတားအဆီးတွေချထားတဲ့ရန်ကုန်တက္ကသိုလ်ဝင်းထဲမှာဘာကသာကျောင်းသားတွေက7 July 53နှစ်ပြည့်အထိမ်းအမှတ်အခမ်းအနားကိုပြုလုပ်နိုင်ခဲ့ပါတယ်။အီမမမောင်သတင်းပေးပို့ထားပါရရှင်7 July 53နှစ်ပြည့်တဲ့နေ့မှာစာဆုံးသွားတဲ့ကျောင်းသားတွေအတွက်အထိမ်းအမှတ်အခမ်းအနားလုပ်ဖို့ဘာကသာကျောင်းသား30လောက်ရန်ကုန်တက္ကသိုလ်ရဲ့ဝင်ငွေရဖို့အတွက်စူးစမ်းခဲ့တဲ့အစာပိုင်းမှာတားဆီးခံခဲ့ရပါတယ်။ တော့ဟိုတားမယ်ပေါ့လေနော်တားမယ်ဝင်လို့လူခွဲပြီးလို့ရရင်လူခွဲလူလူဝင်တယ်အဲ့လိုတက်လို့မရအခုကြီးကပြောနေတယ်တက်လို့သမကမြန်ကင်းပြည်ကိုသွားမယ်အင်းစင်းသွားမယ်လမ်းဘေးဆရာအကြောင်းမရှိဘူးကျွန်တော်ပလက်ဖောင်းပေါ်နေမယ်သွားမယ်ပြီးလို့ရှိရင်ကျွန်တော်ဘန်းကွေချမယ်ကျွန်တော်အလေးပြုမယ်အမေကျွန်တော်တို့ဝန်လေးချင်းပဲဘန်းကွေချမယ်ကျွန်တော်လည်းအေးသေးလူလူဆွဲမှာပဲအဲ့တော့ကျွန်တော်တို့သွားပါမယ် 7ဇူလိုင်နေ့မှာဘုံခွဲဖြက်စီးခံခဲ့ရတဲ့ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂအဆောက်အဦနေရာမြက်ခင်းမြင့်ထိဝင်ခွင့်မရခဲ့ပေမဲ့ရန်ကုန်တက္ကသိုလ်ကျောင်းအောင်ကြီးနဲ့ညှိနှိုင်းပြီးတဲ့နောက်မှာမြက်ခင်းမြင့်ရှိခြံစည်းအုပ်ထိဝင်ရောက်ခွင့်ရခဲ့ပါတယ်။ဒီအထိမ့်မဲ့နေရာမှာဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်ဘကတအနေနဲ့ စားဆုံးသွားတဲ့ចောင်းသားရဲဘော်တွေကိုငြိမ်သက်လေးပြုပြီးဖမ်းဆီးခံចောင်းသားတွေပြန်လွှတ်ပေးဖို့နဲ့ဒီမိုကရေစီပညာရေးအတွက်7 July စိတ်တနဲ့တိုက်ပွဲဝင်မယ်ဆိုတဲ့ကြေညာချက်တွေကိုလည်းထုတ်ပြန်ခဲ့ပါတယ်89နှစ်ကြာမျိုးဆက်တင်များကိုတမိုင်းလက်မွေတမိုင်းမွေလက်ဆင့်ကမ်းနိုင်ခဲ့သောဗကစားများဖွဲ့ချုပ်နေနဲ့ဒီမိုကရေစီပညာရေးနဲ့မတရားဖမ်းဆီးခံចောင်းသားများတကြွလှုပ်ရှားသူပြည်သူများပြန်လည်လွတ်မြောက်ရေးအတွက်လူလူလူသားသားတရေလုံးနဲ့လက်တွဲကအဆုံးနိုင်တိုက်ပွဲဝင်သွားမည်ဟု ဆယ်ဘဇူလိုင်စိတ်သက်ကိုဝေဖားခဲ့သောကျောင်းသားအာဇာနည်ပေါင်းဟာတိုင်တွယ်၍ခရီးသစ္စာပြုဥညွန်လိုက်ပါသည်ဆယ်ဘဇူလိုင်စိတ်သက်ကိုကန်ဆွတ်တိုက်ပွဲဝင်ကြကျောင်းသားတို့ညီညွတ်ကြပက္ကသများဖွဲ့ချုပ်ဒီနေ့ဆယ်ဘဇူလိုင်53ရက်ပြည့်ထိမ့်မှတ်နေမှာဗက္ကသကျောင်းသား30လောက်ကရန်ကုန်တက္ကသိုလ်ရဲ့ဝင်ရောက်ခွင့်ရဖို့စ조사ခဲ့တယ်လို့ညနေပိုင်းမှာလဲကျောင်းသားတွေနဲ့တက်ကြွလှုပ်ရှားသူတွေကအထိတ်မှန်ခန္ဓာပြုလုပ်ဖို့ရှိနေပြီမန္တလေးရဲ့တက်ဖွဲ့ကလည်းလုံခြုံရေးတွေဆက်လက်ချထားတာကိုတွေ့ရပါတယ်ကျမအီမမမော်မှာ